ဥပဒေဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ခေါရှုပ်သွားတာလားဝင်းကပါကြီးတဲ့ရောက်သွားတယ်လို့ပဲဟုတ်တယ်မလားဒါပဲမဲ့လေတကယ်တော့အဲ့လော်ကြီးရဲ့မရှုပ်ထွေးပါဘူးကဲဒီနေ့မှာတော့အဲ့ဒီဥပဒေလောကကြီးတဲ့ကိုအတူတူခီးထွက်ကြည့်ရမယ်ဘာ ड़ी ရှိလဲဘလို ड़ी ခွဲထားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်တစ်ချက်ကြည့်လိုက်ကြရအောင်ဒါကတော်တော်လေးစိတ်ဝင်စားစရာကောင်းကဲမိကုံးတစ်ခုပဲဟုတ်တယ်မလားဘာလို့ရှင့်နေအမျိုးအစားလေးဒီတော့များနေရတာလဲအင်းဒီလိုစဉ်းစားကြည့်လေစေယုံလျော်မှာဆိုရင် နှလုံးအထူးကူအယုတ်အထူးကူခလေးအထူးကူစသဖြင့်အမျိုးမျိုးရှိနေတယ်လို့ပဲပေါ့ဥပဒေလောကမှာလည်းအတူတူပါပဲအင်ချမ်းမေကိစ္စကိုကျွမ်းကျင်တဲ့ရှင်းနေရှိမယ်ကော်မဏီကိစ္စတွေအတွက်တည်ထောင်ရှိမယ်နောက်ရာဆွေမှုတွေအတွက်ကျွမ်းကျင်သူတွေလည်းလိုတာပေါ့ဘာလို့လဲဆိုတော့ဥပဒေဆိုတာကတခုတည်းမဟုတ်ဘူးလေနယ်ပယ်ပေါင်းစုံကိုဖြန့်ကျက်ထားတဲ့အင်မတန်ကြီးမားတဲ့ဆင်းရဲကြီးတစ်ခုမို့လို့ပဲကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဥပဒေလောကထက်ကအလစ်လာရဲ့ခီးစင်ကိုစားလိုက်ကြအောင်အတိတ်ကဖေးအပိုင်း၄ပိုင်းခွဲကြည့်သွားမယ် ပထမဆုံးကနိုင်ငံတော်နဲ့ဥပဒေပြီးရင်လူချင်းချင်းကြားကဥပဒေနောက်တစ်ခုကစီးပွားရေးလောကထက်ကဥပဒေတွေပေါ့အားလုံးပြီးသွားရင်တော့ဒီပိုင်းတွေအားလုံးကဘယ်လိုပြန်ပြီးဆက်ဆက်နေသလဲဆိုတာကိုကြည့်သွားကြမယ်ဟုတ်ပြီဆားလိုက်ကြအောင်ဟုတ်ပြီကျွန်တော်ရဲ့ခရီးစဉ်ကိုအကျယ်ပြန့်ဆုံးအကြီးမားဆုံးအမြင်ကလေးစပြီးကြည့်ကြမယ်ဒါကတော့နိုင်ငံတော်နဲ့ဥပဒေအကြောင်းပေါ့နိုင်ငံတကာနိုင်ငံဘလို့ရက်တီလဲပန်းနေလဲအစိုးရတရားကျယ်လူပိုက်ခွင့်အာဏာကဘယ်ကနေလာတာလဲပြီးတော့နိုင်ငံသားတွေနဲ့အစိုးရကြားကဆက်ဆံရေးကိုဘလို့စီးမြင့်နေနဲ့တတ်မှတ်ထားတဲ့ဆိုတာတွေကိုလေ့လာကြည့်ကြမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကြားဖူးကြမှာပါ။ဒါကိုဘလို့မြင်ရန်ကြည့်လို့ရလဲဆိုတော့အိမ်တလုံးရဲ့အုံမြင့်လို့ပဲ။အုံမြင့်မခန့်ရင်အိမ်ကပြိုကျသွားနိုင်တယ်လို့ပဲ။ဒီအခြေခံဥပဒေဟာနိုင်ငံတကာနိုင်ငံရဲ့အမာခံအကျော်ဆုံးအုံမြင့်ဖြစ်တယ်။နိုင်ငံမှာရှိသမျှဥပဒေအလုံးကဒီအခြေခံဥပဒေနဲ့ကန့်ညိနေရမယ်။သူ့ကိုကြော်လွန်းလို့မရဘူး။ဒါကြောင့်ဒါဟာအစိုးရအတက်ရောနိုင်ငံသားရဲ့အတက်ရော အမြင့်ဆုံးအရေးကြီးဆုံးစီးမင်းဆောက်ကြီးပဲဖြစ်ပါတယ်။ရာဇဝင်မှုဥပဒေ ါကတော့လူအများစုနဲ့ရင်းနှီးပြီးသားဖြစ်မှာပါဒါကလူတရားကို ထိခိုက်တာထပ်ပိုးပါတယ်လူဖွဲ့စီတစ်ခုလုံးရဲ့တင်းငေးအေးချမှုကိုထိခိုက်စေတဲ့ပြည့်မှုတွေကိုကင်တွေတာပါဥပမာခိုးမှုလို့လူတမှုလို့လို့ဟာမျိုးတွေပါဒီနေရာမှာရေးကြည့်တာကဘာလဲဆိုတော့ဒါကလူနှစ်ယောက်ကြားက ပြဿနာမဟုတ်တော့ဘူးပြည့်မှုကျူးလွန်သူနဲ့နိုင်ငံတော်ကြားကပြဿနာဖြစ်သွားပြီဒါကြောင့်နိုင်ငံတော်ကိုယ်တိုင်ကတရားလိုလို့ကြီးအရေးယူတာဖြစ်ပါတယ် ကဲနေ့စဉ်ဘဝတွေကဥပမာတစ်ခုပေးမယ်ကျွန်တော်တို့စားနေတဲ့အစားအသောက်တွေကကျမရေးနဲ့ညီညွတ်ရဲလားဆေးဝါးတွေကစိတ်ချရဲလားစိတ်ယုံတွေကပဝင်းကျင်ကိုမထိခိုက်စေဘူးလားဓာတ်တွေကိုဘသူကစစ်ဆေးထိန်းထုတ်ပေးနေလဲအဲ့ဓာတ်တွေကအစိုးရရဲ့ဌာနဆိုင်ရာတွေပဲပေါ့အုပ်ချုပ်မှုဆိုင်ရာဥပဒေဆိုလာကအဲ့ဒီဌာနတွေအတွက်ချမှတ်ထားတဲ့စီမင်းတွေပါသူတို့တွေလောက်ပိုင်းခွင့်ကိုအလွယ်ထုံးစားမလုပ်အောင်စီကတကြားဖြစ်အောင်ထိန်းချောင်းပေးထားတာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင်နိုင်ငံတကာနဲ့ဆက်ဆံတာကအရန်လွယ်ကူလာပြီနော်။ ိုင်ငံသားကိုလေနဲ့သွားတာပဲဖြစ်ဖြစ်အွန်လိုင်းကနေနိုင်ငံသားက PC တစ်ခုကိုမားလိုက်တာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာအပြည်ပြည်ဆိုင်ရာဥပဒေတွေကအလိုလိုအသက်ဝင်လာတာပဲဆိုတော့ဒီဥပဒေတွေကနိုင်ငံချင်းချင်းကြားမှာတန်တမန်ဆက်ဆံရေးတွေ၊ကွန်တွယ်မှုတွေ၊သဘောတူစာချုပ်တွေချောချောမွေ့မွေ့ဖြစ်တော့အခြေခံစည်းမျဉ်းတွေချမှတ်ပေးထားတဲ့အရာတွေပါပဲ။ကဲခုနကနိုင်ငံတော်အဆင့်လို့အပေါ်စီးကနေကြည့်ခဲ့ပြီးပြီဆိုတော့အခုတခါမြေပြင်ပေါ်စိမ့်ပြီးကျွန်တော်ရဲ့နေစဉ်ဘဝတွေနဲ့ပိုနီးစပ်တဲ့ဥပဒေတွေအကြောင်းကိုကြည့်ကြရအောင်။ ဒါကတော့လူအချင်းချင်းကြားမှာအဖွဲ့အစည်းတွေကြားမှာဖြစ်တတ်တဲ့ကိစ္စတွေကိုဖြေရှင်းပေးတဲ့ဥပဒေတွေကြောင်းပါပဲ။ရာဆွဲမှုနဲ့တရားမှမူဒီနှစ်ခုဟာလူတွေမှာအများဆုံးပဲအဓိကကွာခြားချက်ကအရှင်းရှင်းလေးပါ။ရာဆွဲမှုကနိုင်ငံတော်ကိုထိခိုက်တာမို့လို့နိုင်ငံတော်ကအရေးယူတယ်ပြစ်တံကထောင်တန်လိုမျိုးကြီးလေးနေတယ်။တရားမှမူကြတော့လူနည်းရောဒါမှမဟုတ်အဖွဲ့အစည်းနှစ်ခုကြားကအငင်းပွားမှုဥပမာပိတ်ဆံချေးပြီးပြန်မဆက်တာမျိုးပေါ့။ဒီမှာကပြစ်တံပေးတာမဟုတ်ဘူးနိနာသူအတွက်လျော်ကြေးရထုတ်ကိုအဓိကထားတယ်။ တခုကပြည့်တန့်တခုကလျော်ကျေးဒါအောင်မထားလိုက်ရင်ကိုတော်တော်ရှင်းသွားပါပြီလူအခွင့်ရေးဥပဒေလာအရန်ကိုအခြေခံကြပြီးအရေးကြီးတဲ့အပိုင်းပဲလူတယောက်ဖြစ်လာပြီဆိုရင်ဘယ်နိုင်ငံသားဖြစ်ဖြစ်ဘယ်ဘာသာဝင်ဖြစ်ဖြစ်မွေးရပါရာသင်းရထိုက်ကအခွင့်အရေးတွေရှိကိုရှိရမယ်ဥမာလွတ်လပ်စွာတွေးခေါ်ခွင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မျိုးတွေပေါ့ဒီဥပဒေတွေဟာအစိုးရကိုယ်တိုင်ကတော့လေးစားလိုက်နိုင်ရမယ်လူသားတိုင်းအထွေအခြေခံအကြအဆုံးအကာအကွယ်ပေးထားတဲ့စီမင်းတွေပါပဲ အခုကင်ထားတဲ့ခွန်နေနေတဲ့အိမ်ဒါမှမဟုတ်ကိုပိုင်တဲ့မီတကွအဲ့ဓာတွေကငါပိုင်မှာလို့ဘလို့တရားဝင်တတိပြမလဲကိုပိုင်ဆိုင်မှုကိုတခြားတယောက်ကကျူးကျော်လာရင်ဘလို့ကာကွယ်မလဲရောင်းချင်ရင်ဒါမှမဟုတ်အမွေပေးချင်ရင်ဘလို့လိုရမလဲအဲ့လိုကိုပိုင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်ခွင့်အသုံးပြုခွင့်လွှဲပြောင်းခွင့်အစရှိတဲ့စီးမြင့်တွေအားလုံးကိုပစ္စည်းဆိုင်ရာဥပဒေကသတ်မှတ်ပေးထားတာပါ မိသားစုဥပဒေကတော့ကျွန်တော်ရဲ့ဘဝနဲ့တော်တော်လေးကိုထိဆက်နေတဲ့အပိုင်းမှာအင်ထောင်ပြူတာတို့ကမကောင်းအကြောင်းမလာလို့ကွာရှင်းပြတ်ဆက်တာတို့ကလေးတယောက်ကိုမွေးစားတာတို့ဒီလိုဘဝရဲ့အရေးကြီးဆုံးအပြောင်းလဲတွေမှာတရားဥပဒေနဲ့အညီဘလို့ဆောင်ရွက်ရမလဲဆိုတာကိုလမ်းညွှန်ပြပါတယ်ပြောရရင်တော့ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်တွေရောအထီးခိုင်မခံဆုံးအချိန်တွေမှာပါတရားဥပဒေရဲ့အကအကွယ်ကိုပေးထားတဲ့နေပေတစ်ခုပေါ့ ဟုတ်ပြီကျွန်တော်ခီးစဉ်ရဲ့တရားမြောက်နယ်ဘက်ကိုရောက်လာပါပြီဒါတော့စီးပွားရေးလောကထဲကဥပဒေတွေပါဒီကကြီးထဲမှာစီးပွားရေးဆိုတာကအားလုံးနဲ့ဆိုင်နေပြီလေဆိုတော့ကုမ္ပဏီတွေငွေကြေးတွေကွန်တွယ်မှုတွေလည်းပတ်နေတယ်ဒီဈေးကွက်ကြီးထဲမှာဘလို့စီမီစီကန်းတွေဥပဒေတွေနဲ့ထင်းကြောင်ထားတယ်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင် corporate ဥပဒေဒါကတော့စီးပွားရေးလောကရဲ့အတက်တွေးကြောပါပဲကုမ္ပဏီတစ်ခုထောင်းခြင်းနဲ့ဆိုရင်ဘလို့တရားဝင်မှတ်ပုံတင်ရမလဲရှယ်ယာဝင်ထားတဲ့သူတွေအခွင့်အရေးကိုဘလို့ကာကွယ်ပေးမလဲ ကုမ္ပဏီတစ်ခုပေါင်းပြီးအလုပ်လုပ်တော့မယ်ဆိုရင်တဘို့တူညီချက်တွေကဘယ်လိုဖြစ်ရမလဲအဲ့လိုစီးပွားရေးလုံကနေကြမှာမြန်မြန်တရတာနဲ့စနစ်တကျဖြစ်အောင်ထင်ကြီးပေးထားတဲ့စီးမြင့်နေအားလုံးကဒီဥပဒေအောက်မှာရှိပါတယ်စီးပွားရေးတိုးတက်ဖို့ကလည်းအရေးကြီးတယ်ဒါပေမဲ့ကျွန်တော်တို့နေထိုင်တဲ့ကဘာမြေကြီးကိုကာကွယ်ဖို့ကကောအဲ့ဒီခုကြာကချင်းကွင်းရာကိုညှိပေးတာကတော့ပတ်ဝန်းကျင်ထင်းထင်းရဲ့ဥတွေပါပဲဆေးရုံတွေကုမ္ပဏီတွေကသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကြောင့်ပတ်ဝန်းကျင်ကိုမထိခိုက်အောင်စီးမြင့်တွေထုတ်ထားရတယ် ဥမာစေယုံကထွက်တဲ့အညစ်အကြေးတွေကိုဘယ်လိုစနစ်တကျဆွန့်ပြရမလဲတစ်တားတွေကိုဘယ်လိုကာကွယ်မလဲဆိုတာမျိုးတွေပေါ့ဖုံပြိုးတိုးတက်မှုနဲ့ရည်ရှည်တည်တံ့မှုကြားကတရားတစ်ခုလိုပါပဲကဲအခုဆိုရင်ကျွန်တော်တို့ဥဒေရဲ့အဓိကနံပါတ်ကြီး၃ခုကိုလေ့လာပြီးတွားပြီဒါပေမဲ့ဒီနံပါတ်တွေကဒီချာစီရက်တည်နေတာမဟုတ်ပါဘူးတစ်ခုနဲ့တစ်ခုအပြောင်းအလဲချိတ်ဆက်နေကြတယ်အဲ့ဒီတော့အားလုံးကိုချုပ်ပြီးတော့သူတို့တွေကဘယ်လိုပုံစံနဲ့စနစ်တစ်ခုတည်းဖြစ်အလုံးလုံးနေတယ်လဲဆိုတာကိုကြည်လိုက်ကြရအောင် ဒီမှာကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်။ဥမာတစ်ခုပြောကြည့်အောင်။စံညုံတစ်ခုကမြစ်ထဲကိုဓာတ်ရုပ်ပစ္စည်းတွေဆွန့်ဖစ်လိုက်တဲ့ဆိုပါဆို။အဲ့မှာဥပဒေတွေဘလို့အလုပ်လုပ်လာမလဲ။ပထမဆုံးကုမ္ပဏီရဲ့နေ့စည်းကမ်းဖော်ပြတာမျိုး corporate ဥပဒေနဲ့ညီမယ်။ဒုတိယပတ်ဝန်းကျင်ကိုထိခိုက်စေလို့ပတ်ဝန်းကျင်ဥပဒေနဲ့ရေးယူခိုင်းရမယ်။တတိယအဲ့ဒီညီကိုတွန်းဆွဲနေတဲ့ရွာတွေရွာသားတွေကကျမ်းမာရေးထိခိုက်သွားရင်တရားမမှုအနေနဲ့ကုမ္ပဏီကိုလျော်ကြီးတောင်းနိုင်တယ်။တွေ့လား။ကိစ္စတစ်ခုထဲမှာဥပဒေနဲ့ပဲပေါင်းစုံကပင်ကူအင်းလို့ချိတ်ဆက်ပြီးအလုပ်လုပ်နေတာ။ဒါကပဲကျွန်တော်တို့လူ့အဖွဲ့အစည်းကိုပုံဖော်ပေးနေတာပါပဲ။ အားလုံးကိုခြုံငုံတုံးတက်ပြီးတဲ့နောက်မှာစဉ်းစားစရာမေးခွန်းတစ်ခုပေါ်လာတယ်။ဒီဥပဒေနေပယ်တွေအားလုံးထဲမှာဘယ်ဥပဒေကအရေးကြီးဆုံးလဲ။အဲခဏလောက်စဉ်းစားကြည့်ပါ။အဖြေကတော့ဘယ်တစ်ခုမှအရေးကြီးဆုံးဆိုပြီးတည်တတ်မရှိပါဘူး။သူတို့အားလုံးကတစ်ခုနဲ့တစ်ခုအပြိုင်အလဲမိခေါ်နေကြတာ။အိမ်တစ်လုံးမှာအိုးမေကအရေးကြီးသလိုအမိုးကလည်းမရှိမဖြစ်ပါပဲ။အဲ့ဒီလိုပဲဖွဲ့စည်းဖို့အခြေခံဥပဒေက နိုင်ငံကိုတည်ငြိမ်စေသလို မိသားစုဥပဒေကလူမှုဘဝတွေကိုအေးချမ်းစေတယ်။ဒါကြောင့်ဥပဒေနယ်ပယ်တိုင်းဟာမျှတပြီးတည်ငြိမ်တဲ့လူအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပေါ်လာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကြီးပါပဲ။